ကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ် ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းနေလုပ်တယ်သို့တော့အတိတ်တုန်းကမှားရမှုတွေဟာလေလူတွေတဏ္ဍမှာလာရောက်ပြီးတော့မကျွာဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအွယ်လုပ်ပြီးတော့မလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရအောင် ခဏလို့ဖရာကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်တန်ခါကိုအာယုံပြုမယ်ဖရာရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဖရာကိုပူဇော်မယ်နော်ဖရာနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နှူးမှုတွေရောတော့ကုသိုလ်ကောင်းမှုတွေမပြတ်လောက်ပေးရမယ်ဖရာပန်းရေချမ်းအမြဲတမ်းဆက်ကဖရာကိုအာယုံပြုဖရာကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါင်းစူးစမ်းအဲ့ဒါလို့စူးစမ်းခြင်းအားဖြင့်လည်းပဲ မကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့ရှင်းတော့ကျမ်းစာတစာရေးပြီဆိုလို့ရှင် ကျမ်းတစ်ချမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်မှုတော့ခဲနေတယ်။အမြဲတမ်းဟိုကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်လှုပ်တာ။အစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမြဲတမ်းခဲနေတယ်။တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူး။အဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်။ အလေးနဲ့စာကြီးတွေကိုရေးပြီဆိုလို့ရှိရင် မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြမ်းမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင် ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူး။မကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူး။တခြားအနောက်ရှစ်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူး။အဲ့ဒါကိုကြားဖြတ်ဝင်လာတာကိုအန္တရယ်လို့ခေါ်တာ။ပါဠိစကားအန္တရာယကြားဖြတ်ဝင်ရောက်လာတဲ့အနောက်ရှစ်။ဟော အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှ िख ိုးကြတယ်ရှ िख ိုးပြီးတော့ဘုရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသကံရဲ့ဆွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန္တာမိတာဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီ ကံစိုးမိုးမောင်နေကုသဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရသလဲလို့ဆိုဖရာကိုအာယုံပြုတ်ပြီးတော့ဘုရားနဲ့တတိကိုမြန်မြန်ပွားရမယ်ဘုရားနဲ့တတိကိုပွားတယ်တော့ဖရာရှ िख ိုးတာတမ္မံဩဃာတဩဃာတနဲ့ရွတ်ပြီးတော့ဖရာရှ िख ိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖရာရဲ့ဂုဏ်တော်တွေကိုအာယုံပြုတ်ပြီးတော့ကမ္မထမ်းထိုင်တယ်လို့ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကို ပူဇော်ပါတယ်ဆိုတာလောက်ပါလုတ်ပြီးတဲ့အခါမှာကိုလုတ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အိမ်ဆောင်တတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုတို့ကိုနဲ့သူတို့နဲ့ကမိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်းယဉ်ဤမှုတွေရလာတယ် ိတ်ဆွဖြစ်လို့ရှိရင်ကိုယ်အန္တရာယ်မရောက်အောင်သူတို့ကဟိုချစ်ရှုပြီလူမပြောနဲ့လေဒီဒီတမ္မာမပြောနဲ့အိမ်နာနေခြင်းနဲ့တဲ့အောင်ပေါင်းရင်တောင်မှပဲကိုယ်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မတိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေဟုတ်ကဲ့အိမ်နာနေခြင်းနဲ့တဲ့မှာအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်တတ်တို့ကိုဆောင်တတ်တို့တွားပြီးတော့ရံမဖြစ်လေနဲ့ ရံဖြစ်ရင်တော့အဲ့ဒါကို ကောင်းကျိုးပေးမှာမဟုတ်ဘူးနော်ကောင်းကျိုးပေးမှာမဟုတ်ဘူးဘယ်လိုလဲပါရံမဖြစ်နဲ့နောက်ဆုံးမှာကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ့်မျက်စောင်းထုတ်ကြည့်တာအနည်းဆုံးခံရမှာကြောက်လို့သာပြန်မလုပ်တာရှိမယ်နော်အဲဒီကောင်တွေကလည်းသိတယ်သူတို့ကဒီတရိစ္ဆာန်တွေမှာလည်းအသိရှိတယ်လေတခါတော့ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးရှောင်းပေးနဲ့မျက်စောင်းဆုံးကြည့်တယ်သူတို့အမြဲတမ်းမမြဘာလုပ်လဲဆိုပြီးတော့ ဒေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေနဲ့အဲ့တော့ဘသူနဲ့အမှရမဖြစ်ပဲနဲ့မေတ္တာတက်ရအောင်လှုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းအကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့ကိုယ့်အတွက် အကူအညီရခြင်းပဲဒါကြောင့်မို့မေတ္တာပို့ရတယ်အမြတ်တမ်းပေးဝေရတယ်ကုသကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းဖိတ်ကြားပြီးတော့သူတို့ကိုအရေးတည်ယူလှုပ်ပေးတာဟာမိတ်ဆွေတောင်မှ လမ်းတွင်ရင်ကိုကအရင်ခေါ်ရတယ်အေးတယူနှုတ်ဆက်ရင်ရင်းနေတယ်မခေါ်ခြင်းသလိုလိုလောက်သွားရင်ဒီလူနောက်ပြီးတော့သူကလည်းမခေါ်ခြင်းသလိုလိုပြန်လောက်မှာပဲနောက်ကြလူလူချင်းတောင်ဒီလိုဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကံကောင်းအောင်လုပ်ဖို့ဆိုဒီမှာ ကိုကိုယ်တိုင်ကရှင်တဲ့ကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေမြဲမြဲပွားပြီးတော့လုပ်မယ်ဖះကိုဖះကိုအာယုံပြုတ်ပြီးတော့မေတ္တာဘာဝနာတွေပွားမယ်ဆိုလို့ရှိရင် ခံကောင်းလာမှတေးကြတယ်မေတ္တာပို့မယ်မြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှာမော်ရောက်လာနိုင်အဲ့ဒါလို့မဟုတ်ဘူးကံကောင်းကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပူဆိုးတာအဲ့ကြလို့ရှိရင်ပူဆိုးသွားနိုင်တယ်အဲ့ဒါလို့မဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ဖြစ်ကံကြမ္မာရဲ့အလဲအပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူး ကောင်းတဲ့အခါမှာကောင်းအောင်လုပ်ဖို့လုပ်နေရတော့အဲ့ဒီနီးပဲမေတ္တာပွားမယ်ဖရာကိုအာရုံပြုမယ်စီမီပန်းရေချမ်းလှူဒန်းမယ်နော်ဆူတောင်းတာမတောင်းတာအသာထားလူတွေကဆူတောင်းတာပဲဥစားပေးတယ်နော်တောင်းနေဖြစ်စေမတောင်းနေဖြစ်စေကိုယ်စိတ်ကြည်နူးမှုကအဓိကကြတယ်ဖရာကုံတော်တွေကိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲရောက်အောင်တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့အမျိုးဖြစ်အောင်လုပ်ရအောင်ပြီးပြီဆိုတော့မှကိုယ့်ရဲ့ wish ကိုဖော်ပြတာ စုတောင်းတိုင်းကတော့မရဘူးပေါ့စုတောင်းတိုင်းရလို့ရှိရင်ဘာမှလုပ်နေနဲ့ထိုင်ပြီးတော့သာစုတောင်းစာပွဲအောင်လို့ရှိရင်ဒီ၅လုံးပါပါစေ၆လုံးပါပါစေထိုင်တာစုတောင်းနေစာမကျက်နဲ့ရမှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်မလို့စုတောင်းရုံနဲ့ဘယ်ရမှာမရဘူးစုတောင်းတယ်ဆိုတော့ wish ကိုဖော်ပြတာပဲဖြစ်တယ်စုတောင်းတာလိုချင်တဲ့ဆန္ဒရဲ့နောက်မှာလုံလဝီရိယတို့အတိညာတို့ဆိုတာလိုက်ရတယ်ပေါ့အဲ့ဒီလို့ အကြောင်းကျိုးစီလျော်စွာအလုံးလုံးမှကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်။အဲ့ဒီလိုအချက်တွေကိုသိတာကိုလည်းပဲမြတ်စွာဘုရားဟောတာဖြစ်သောကြောင့်ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ထဲမှာအရာခသိန်းကိုသိစွာနိုင်တဲ့အတိအကျရှိတယ်မြတ်စွာဘုရားလို့ဆိုတာကိုအာယုံပြုတ်ပြီးတော့နှလုံးသွင်းဆင်ခြင်ခြင်းအပြင်မိမိအတွက်ကံကောင်းလာနိုင်တယ်ဆိုတာကိုယုံကြည်ကြရမှာဖြစ်တယ်